မန္တလေးတိုင်းတွင်မှာနိုင်ဝတ်တွင်နလင်း၃ချိန်လှုပ်မင်္ဂလာပါအော်ဒီယိုဘိုင်းစော်နိုင်မှကြိုဆိုပါလေယခုတစ်ခါမှာတော့မန္တလေးတိုင်းဒေသတစ်ဝိုက်နိုင်ဝတ်တွင်နလင်း၃ချိန်ဇက်တိုက်လှုပ်သွားပါတယ်ပထမငလင်းကတော့၉ရက်၅လ၂၀၂၅ရက်နေ့မန္တလေးတိုင်းပြည်ဦးလွင်မြို့နောက်မြောက်ဖက်မြေအောက်အနှက်၆မိုင်မှာပြင်းရမကနေကျူ3.6နဲ့လှုပ်ခတ်သွားတာပဲဖြစ်ပါတယ်ဒုတိယငလင်းကတော့ 9ရက်9လ2025ရက်နေ့နေ့လယ်3:09မိနစ်အချိန်မှာမန္တလေးတိုင်းသာစီမြို့ရှိတောင်ဘက်၄မိုင်မြေအောက်နဲ့6မိုင်ဝန်းကျင်မှာပြင်းမကနေကျူဖိုက်ပွင့်တရီနဲ့လှုပ်ခတ်သွားတာပဲဖြစ်ပါတယ်။သုံးချိန်မြောက်ကတော့9ရက်9လ2025ရက်နေ့3:28မိနစ်အချိန်မန္တလေးတိုင်းကြောက်ဆယ်မြို့ရှိတောင်ဘက်မြေအောက်နဲ့6မိုင်กว่าပြင်းမကနေကျူ3.1နဲ့လောက်ခတ်သွားတာပဲဖြစ်ပါတယ်။ မန္တလေးပြင်ပငလျင်ဖြစ်နဲ့ဘကိုးတိုင်းဒေသကြီးကျောက်တကားနီးနနက်ခရနာရီ16မိနစ်ချိန်မြေရောင်းအနှက်6မိုင်မှာမကနေကျုပေါပွိုင်တူနဲ့လှုပ်ခတ်သွားတာပဲဖြစ်ပါတယ်။ယနေ့မေလ9ရက်နေ့မွန်လွဲ3:09မိနစ်ချိန်မန္တလေးတိုင်းတာစိမြို့နီးမြေရောင်းအနှက်10ကီလိုမီတာကိုဗဟိုပြုတ်၍ရစ်ချတာစကေး9.3အဆင့်ရှိအင်အားအသင့်ချီတဲ့ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း စကိုင်းငလင်ကြီးနောက်ဆက်တွဲငလင်ငယ်များဆက်လက်လှောက်ခတ်နိုင်သည့်အတွက်သတိထားနေထိုင်ကြရပါမယ်။ငလင်ကအခုလှောက်တာတစ်ချက်တည်းပဲမဲ့ကင်ဆောက်တယ်လို့ပဲ။ဒုံးဆိုတဲ့အတန်မှာကြားရတာ။မတိလာမှာ၃နာရီ၆မိနစ်အချိန်လောက်မှာအရန်တည်တာတဲ့။မလ28ရက်နေ့ငလင်ပေးရင်ဒီငလင်ကပြင်းပြီးတည်တာတဲ့ငလင်ပဲ။မတိလာမျိုးမှာပြည်သူတို့ကပြောဆိုခြင်းဖြစ်ပါတယ်။အစိုးရငလင်ကို မန္တလေးဝန်တွင်းနဲ့ဇမဲသိန်းပါဝင်မလေးတိုင်းအတွင်းမှာရှိတဲ့မြို့နယ်အများစုကတိတာစွာခံစားရကြောင်းသိရှိရပါတယ်။အဆိုပါပြင်းအား9.3ငလင်းဆိုတာအတန်အသင့်ပြင်းပါတယ်။အစဦးပြိုကျကွဲတက်ထိပ်ဖြစ်နိုင်ပါတယ်။မန္တလေးလိုငလင်းတန်ထိထားတာများတဲ့နေရာကဒီပြင်းအားမျိုးနဲ့ပြန်လှုပ်ရင်ပြိုကာနည်းအစဦးတွေတော်တော်များများပြိုနိုင်ပါတယ်။ပြင်းအားကြီးငလင်းတွေလှုပ်ပြီးနောက်ပြင်းအား လေဝန်းကျင်၅ဝန်းကျင်ငလင်လေးတွေတလဝန်းကျင်ခန့်အဆက်မပြတ်လှုပ်လေရှိပါတယ်ဒီနောက်မှာတိတာတဲ့အစင်ရှိတဲ့ငလင်တွေမကြုံရတော့ပါဘူးငြိမ်သွားလေရှိရလို့ဖတ်ဖူးမှတ်ဖူးပါတယ်အခုခွန်တသမခွန်စကိုင်းငလင်ကြီးလှုပ်ပြီးတာတလအတော်ကြောလာခဲ့ပါပြီဒီချိန်မှာငါးတသမသုံးပြင်းအားထိပ်လှုပ်နေပါသေးတယ်အဲအားကြောင့်ငလင်ဟာစိတ်ချလက်ချ အေးဆေးသွားတဲ့အချိန်မဟုတ်သေးဘူးထင်ပါတယ်။ပြင်းပြင်းစစ်စစ်သတိရှိကြပါအထူးသဖြင့်သခိုင်းမန္တလေးနေပြည်တော်ကအရင်ကလင်တန်ထိထားတဲ့အဆောက်အဦများမှာတော့အထူးသတိထားဖို့မှာပါရစေဗျာ။နားဆင်ပေးကြသူအားလုံးကိုကျေးဇူးတင်ပါတယ်။အားလုံးသောမြန်မာနိုင်ငံသားပေါင်းဘေးပရာတွေဝေးကွာကြပါစေဗျာ။